နမ်ဆယ်မြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ကလေးငယ်နှစ်ဦးတေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တောင်ပြည်တပ်မှ၉နယ်မြေနမ်ဆယ်မြို့နယ်စစ်တဟုံးကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ကလေးငယ်နှစ်ဦးတေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလ၄ရက်နေ့လယ်၁၂နာရီအချိန်မှာပေါင်၂50ဘုံနှလုံးကျဲချတိုက်ခိုက်လို့ထိခိုက်တေဆုံးမှုနဲ့အတူနေ၁၆လုံးလဲပျက်စီးဆုံးရှုံးသွားပါတယ်။ တည်ဆုံးသူတွေထဲမှာ အသက်၁၂အရွယ်မောင်စရာအောင်နဲ့အသက်၃၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့ဖြစ်ပါတယ်။ဒရန်ရတူတွေကတော့အသက်၉နှစ်အရွယ်မတနာဆိုးအသက်၁၂အရွယ်မမြတ်ဝန်းချေအသက်၁၂နှစ်အရွယ်မခင်ယူမီနဲ့မခင်လှပြည့်နင်းအသက်၃၃နှစ်အရွယ်မထွေးကြီးအသက်၁၄နှစ်အရွယ်မောင်ခန့်သူရိန်မင်းအသက်၄၀အရွယ်ဦးတောင်နှန်းအသက်၆၀အရွယ်ဦးဖိုးရှမ်းနဲ့ဦးပန်ကြံတို့ထိမှန်ဒရန်ရရှိခဲ့ပါတယ်။ အော်တိုဘာလာတရက်နဲ့နှစ်ရက်နေ့တုန်းကလည်းနှစ်ရက်ဆက်တိုက်ဒီဘောမျိုးနဲ့မန်ဟဲကြေးရွာအုံမှုကြေးရွာနဲ့ဆန်ဖိတ်ကြေးရွာစတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရမှာဆန်ဖိတ်ကြေးရွာမှာရှိတဲ့ကုမုဒရာဟိုတယ်တစ်ခုပျက်စီးဆုံးရှုံးသွားပါတယ်အလားတူအော်တိုဘာနှစ်ရက်နေ့တုန်းကမန်တုံနဲ့နမ်တူမျိုးနယ်တွေမှာလည်းဘုံကျဲတိုက်ခိုက်ခဲ့လို့နမ်တူမျိုးရက်ွက်ရှိမှာအယက်တပီတူ၄ဦးတေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အဲ့ဒီထက်မှလူနေအိမ်၈လုံးပျက်စီးဆုံးရှုံးသွားပါတယ်